ရှင်ညီမအာဒီမြန်မာ beauty paradise winner ဆိုင်းနူအောင်ပဲဖြစ်ပါတယ်အခုဒီပွဲတွေကညီမရဲ့ congratulation party ပေါ့နော်အဲ့တော့ညီမကျင်းပရတယ်တရင်ချင်းတွေကိုလည်းတွေးကျင်တယ်အဲအကုန်လုံးနဲ့လည်းဟိုညီမ winner ရတဲ့အတွက်ဂုဏ်ယူရဲကိုဟောက်ကိုပျော်တဲ့အနေနဲ့ပေါ့နော်လုပ်ဖြစ်တဲ့ party ော်ဒီဟိုထရိုင်ရမှာတော့အဓိကပဲဗောနော်ကိုယ်နိုင်ငံအတွက်ကိုပြန်ရမှာဆိုတော့ဒီဘီကနီပိုင်းကလည်းဟိုနားမလဲဟိုနားလည်းမှုမပေးနိုင်နဲ့ဟိုလူကြီးကြီးလည်းရှိမယ်ဟုတ်ပါတယ်ကိုယ်မြန်မာနိုင်ငံကဟိုအင်ရှန်နိုင်ငံဖြစ်တယ်လေအဲ့တော့လည်းဟုတ်ပါတယ်ဒါပေမဲ့ကိုကဘာနဲ့ရှင်ပြီးတော့လုတ်တဲ့အတိုင်းပွဲကဘာနဲ့ရှင်လာမယ်ဆိုရင်တော့လုတ်တဲ့နေဟာတော့လိုအပ်တယ်လို့လုတ်ရမှာဖြစ်တယ်ဒါမှကိုယ်နိုင်ငံအရာရာမှာနောက်မချဘူးဆိုတော့ပြပြဖို့ဖြစ်တယ်လေကိုယ်နိုင်ငံအရာရာမှာနောက်မချဘူးဆိုတော့တီးခိုင်းစေခြင်းလေဒါကြောင့်လည်းလုတ်ကြတာဖြစ်ပါတယ်ကိုယ်နဲ့ပတ်သက်ပြီးအခုညီမ body တွေ train နေတယ် talent အတွက်လည်းညီမတရောတို့မဟုတ်ကချင်ကကသွားမယ်ဖြစ်တယ်အဲ့နှစ်ခုအတွက်ပေါ့နော်ညီမဘက်ကအလုံးစုံကိုနိုင်ငံအတွက်ကုံဆောင်နိုင်အောင်တော့ပြိုင်ပါမယ်အကုန်လုံးလဲကြိုးစားနေပါတယ် ကချင်တိုင်းရင်းသူဖြစ်ပါတယ်ဒီမြန်မာနိုင်ငံဆိုတာလဲတိုင်းရင်းသားပေါင်းစုံနဲ့စီးဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တယ်ဒါကြောင့်ကိုယ်နိုင်ငံအတွက်တော့ကုံဆောင်နိုင်ကိုကြိုးစားမယ်ကိုကဧတိုင်းသူပဲဖြစ်နေပါစေကို့မှာစ조사ပိုင်권ရှိပါတယ်ဟုတ်ကဲ့စစ်ပွဲဖြစ်နေရတဲ့ပတ်သက်ပြီးပေါ့เนาะဒီအကုံလုံးကတိုင်းရင်းသားပေါင်းစုံစုစည်းထားတဲ့မြန်မာနိုင်ငံလေအဲ့တော့ညီမ peace ပဲလိုချင်တယ်အဒီအတွက်လဲငြိမ်းချမ်းရေးကိုညီမလှုံ့ဆော်ချင်တယ်ဒီ miss လောက်ရတဲ့အကြောင်းရင်းကလည်း ီယာအတွက်လည်းပါပါတယ်ပေါ့ညီမနောက်ပိုင်းလှုပ်ဆောင်သွားမှာပါပြိသက်တွေကိုပြောချင်တာညီမအခုစူးစမ်းနေပါတယ်ညီမအားပေးကြပါလို့ပေါ့လေညီမနိုင်ငံကိုစားပြုအနေနဲ့ညီမအာလိုအပ်ချက်တွေရှိတယ်အဲ့ဒါကိုလည်းနားလည်ပေးကြပါညီမအခုမှလည်းဟိုစပြီးဒီလောကကိုဝင်လာဆိုတော့ညီမကိုအမားကြီးလည်းရှိမယ်အဲအကြံဉာဏ်တွေလည်းပေးကြပါညီမလက်ခံပါမယ်11ဖြစ်ပါ